အိုက်ကတာ .aa ဦးဆောင်သည့်ဒေါ်လန်ဤပူပေါင်းတပ်များ၏မကွေးဘက်ထိုးစစ်သည့်နေရီကန်လေကြောင်းရန်ကာကွယ်စခန်းတဝိုက်တွင် အပြန်လန်တိုက်ခိုက်ရင်းစစ်ဆိုင်ထားသည့်မှာကြာပြီးချက်ပါတယ်။ထိုအချိန်ဤမှယခုအခါနေရီကန်စခန်းကိုတဖြည်းဖြည်းချင်းသိမ်းပိုက်နိုင်ရန်လက်တကမ်းအလို့အချိန်ဤအထိရောက်ရှိလာခဲ့ပြီဖြစ်သည်။ပြန်ယူစင်တာကြီးဒီအခါ AA ဒီစစ်တပ်၏အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဘခါကိုတင်ပြယူနောင်အမ်ဘရန်လန်ကျောင်းကိုခြေစစ်ဝင်ရိုးသွေးအထုံးပြု၍ မကွေးတိုင်းဘတ်ချမ်းအထက်စမျက်နာဖွင့်ခဲ့သည့်ကို တွေ့နိုင်ပါတယ်။လမ်းတစ်လျှောက်ရှိစစ်တပ်၏ခန်းစစ်နေရာများကိုတဆင့်ချင်းတိုက်ခိုက်လာခဲ့ပြီးနေရီခန့်အနည်းအယောက်တွင်ကာလတစ်ခုအထိစစ်တပ်နေခဲ့ရာကယခုလက်တလော၌စင်းနီဗျူဟာပိုင်အပြောင်းလဲပြုလုပ်ခဲ့သည့်ကိုတွေ့ရပါတယ်။ AAD စစ်ကော်မရှင်၏ပေမခန်းစစ်စခန်းကြီးဖြစ်သည့်နေရီခန့်လေကြောင်းရကာကွယ်၏စခန်းကိုသိမ်းပိုက်ရရှိရတဲ့ထိုစခန်း၏ပတ်လည်ပတ်ဝန်းကျင်တွင်ရှိသည့်ကာကိန်းစခန်းညကိုတိုက်ခိုက်လာသည့်ကိုတွေ့ရပါတယ်။ ထို့တိုက်တိုက်ခိုက်မှုကြောင့်နေရီကန်စခန်းဘတ်တို့စစ်ကူရဟဖြစ်တင်းချင်းရီခါခဲရန်ပြေပို့ခြင်းများပြုလုံရန်အခက်တွေ့လာခဲ့သည်စစ်တပ်၏စစ်ကူစစ်ကြောင်းများမှလမ်းကြောင်းလုံးကြုံရေးကိုအထောက်အကူပြုပြီးတထောင်နာရက်များအဖြစ်အသုံးပြုနိုင်သည့်ကာကင်းစခန်းများမရှိတော့ခြင်းကြောင့်ပေမစခန်းတို့ချင်းကန်ရန်ပိုရခက်ခဲလာခြင်းဖြစ်ပါသည်ထိုစစ်ကြောင်းများသည့်စစ်ကူလိုက်ရင်လမ်းတွင် AAE ဖြတ်တောင်ပိုက်ဆို့တိုက်ခိုက်ခြင်းကိုခံရသဖြင့် ဖရိုဖေးရဲ့နင်စစ်တောင်းဖက်စည်းပုံပြက်ကထွက်ပြေးခဲ့ကြရသည့်အထိထစ်လာခဲ့ပါတယ်။နရီကန်လေကြောင်းရန်ကာကွယ်ပင်မစခန်းဒီရဲ့ကာကင်းစခန်းတစ်ခုပြီးတစ်ခုကိုလက်လွတ်ခဲ့ရသဖြင့်တဖြည်းဖြည်းပိတ်ဆို့ခံလိုက်ရသည့်အနေအထားသို့ရောက်ရှိလာခဲ့ပါတယ်။ပြန်ကြည့်မည်ဆိုပါကပြီးခဲ့သည့်စက်တင်ဘာလအတွင်း၌ကိုကြီးစခန်းကိုလက်လွတ်ခဲ့ရပြီးနောက်စစ်တပ်ပြီး ဆုံကုံဆက်စီဇင်ပြုံးစသည့်နေရာများမှအင်အားများဖြင့်စစ်ကြောင်းနှင့်ကုကြီးစခန်းမှထုတ်ပြေးလာကြသည့်အင်အားများပေါင်းပြီးနေရီကန်ဘတ်ကိုပြန်လည်ထိုးစစ်ဆင်ခဲ့သည်ကိုတွေ့နိုင်ပါသည်ထိုးစစ်ကြောင်းကို Windwell Y8 နဲ့ Jet Fighter များကိုတုံးကီလေးကြောင်းပြစ်ကူပေးခဲ့တော်လေစစ်ကြောင်းများမှ AAH ဖက်တောက်တိုက်ခိုက်မှုများကြောင့်ရှေ့တိုးမတိုးနိုင်ခဲ့ပြီထို့ကြောင့် AAH ထင်းချုပ်ထားသည့်အကြက်သားပြည်သူများနေထိုင်သော ကန်မင်ကန်စွန်တက်လင်းတဲ့တုံးကြီးအထက်စင်လန်ကျေးွာတို့ကိုစစ်တပ်ကမစားရတဲ့အမဲတဲနဲ့ပတ်တည်သဘောချုပ်လေကြောင်းမှဘုံကျဲခဲ့တွေကိုတွေ့ရပါတယ်။ထို့နောက်စစ်တပ်စစ်ကြောင်းများတက်လာရန်မလွယ်တော့သည့်အခြေအနေတွေပြီးခဲ့သည့်အော်တိုဝါလက်စင်ရနေလေနက်ရီကန်စခန်းထအာထာယာတီစိုက်တာစခန်းကုန်းကို AA ဥဆောင်သောတော်လန်ကြီးပူပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ပါတယ်။ စစ်တပ်ဘက်ကအရာရှိစစ်တင်များသည်လက်နက်ကြီးများကိုတမကလက်နက်ငယ်များကိုပါစွန့်ပြက်တာကိုလွတ်ယုံပြီးကစင်ကလျာဆုတ်ခွာထပ်ပြေးသွားခဲ့ကြပြီထိုကြောင့်အေအေဥဆောင်သည့်တော်လရေးပူပေါင်းတပ်ဖွဲ့များအနေဖြင့်ပင်မခန့်စစ်စခန်းကုန်းထွက်သည့်နက်ရီခန့်လေချောင်းရံကာကွယ်ရေးစခန်းကုန်းကိုသာအပြီးသက်တင်ပတ်ရမည်အနေအထားကိုရောက်လာခဲ့ပါသည်အော်တိုဘာလ15ရက်က AAE စီရေးတည်င်းထုတ်ပြန်ချက်တွင် နေရခံဖြူဟာကုန်းစခန်းအားအပိသက်တိမ်ပိုက်ရရှိနိုင်ရေးအနှဲငယ်တို့လက်ကျန်နေရအချို့ကိုထိုးစစ်ဆင်တက်ခိုက်နေကြောင်းဖော်ပြထားပါတယ်။ထို့ကြောင့်လက်ရှိအနေအထားမှာနေရခံစခန်း၏ကာကင်းစခန်းများကိုတိမ်ပိုက်ပြီးနောက်အုတ်ချုပ်ထောက်ပတ်မှုလမ်းကြောင်းအလုံးကိုဖျက်တော့ကပင်မစခန်းကုန်းကိုတိုက်ခိုက်နေသည့်သဘောကိုတွေ့ရပါတယ်။ လက်ရည်ကန်စခန်းအနီးအထိချင်းကပ်ထားနိုင်ပြီးထင်ကြောင်ကိုလည်းကဘာလုံးပုံစံရေးတာစာအုပ်အပုံများကိုဒရုန်းဖြင့်အနီးကပ်ရကူထားသည့်ရုပ်တံအချို့ကိုလည်း AAA ကထုတ်ပြန်ထားသေးပါတယ်။ထို့သော AAA နှင့်ပူပေါင်းတပ်ဖွဲ့များကအနီးကပ်ဝိုင်းပပိတ်ဆို့ထားသဖြင့်လက်ရည်ကန်စခန်းကစစ်သားများကျုံးတလို့ထွက်ပြေးနေကြသည်ကိုလည်းတွေ့လာပါတယ်။အော်တိုဝါလစခုရက်ကထုတ်ပြန်သည့် AAA ထုတ်ပြန်ချက်တွေထပ်ပြင်းနေသူများနဲ့အလင်းဝင်လာသူစစ်တပ်ဘက်ကတပ်ဖွဲ့ဝင်၁၁ဦးကိုထိမ့်သိမ်းထားကြောင်းဖော်ပြန်ထားပါတယ် 2024ခုနှစ်ကစတင်သည့်အင်ပရက်လမ်းကြောင်းပေါ်မှနေရီကံပြူဟာကုန်းအနီးတိုက်ပွဲများအတွင်စစ်တပ်ဘက်ကအမတ်69ချီမန်တမရာကျော်မထာချုပ်တမခ69နှင့်အမတ်ဆက်ခွန်စစ်စင်ရင်ကွက်ခဲမှုဌာနချုပ်စကခဆက်ခွန်လူဤကွက်ခွဲမှုအောက်ချီလင်းချီမန်တများနှင့်ကာကွယ် APC စက်ယုံကပါဆက်မှအင်အားများကိုဖိတင်းကခန်းစစ်စင်နေခြင်းဖြစ်ပါသည် လက်တလောအထီလေနိုင်ရကံဗျူဟာကုံလက်မလူရရဲ့အတွက်စစ်တပ်ဘက်ကလေးချောင်းပစ်ကိုများအစမတန်းအုံပြုပြီးခုခံနေစေဖြစ်သလိုစစ်ကိုအင်အားဖြည့်ရန်လေကျူးစားနေစေဖြစ်ပါတယ်။ပိတ်ဆိုတိုက်ခိုက်ခြင်းခံနေရသည့်နိုင်ရကံစခန်းအတွင်းရှိလက်ကျန်စစ်သားများအတွက်ပြီးခဲ့သည့်အောက်တိုဘာလ17ရက်စနေရက်နေ့16ရက်တို့တွင်ဝိုက်တွဲလီရင်ဖြင့်ရေခါနှင့်ခဲရံများချပေးခဲ့သည်ကိုလည်းတွေ့ရပါတယ်။ထို့ကြောင့်စခန်းလက်မလူရရဲ့လက်ကျန်အင်အားဖြင့်စစ်တပ်ဘက်က ားလောက်ခုခံအောင်ပြီးတဘောကိုတွေ့ရပါတယ်။ ထို့သောနိုင်ရကန်ပင်မအစခန်းကုန်းကို AA နဲ့ပူပေါက်တပ်ဖွဲ့များကတိုက်ခိုက်နေတယ်လို့ကပ္ပစက်၁၄ကိုပါတပြိုင်နက်တည်းချင်းချောက်လာသည်ကိုလည်းတွေ့ရပါတယ်။ပြီးခဲ့သည့်စက်တင်ဘာလ28ရက်ကဂုတ်ကြီးရွာစခန်းကို အပိသက်သိမ်းပိုက်ပြီးသည့်အချိန်ကပင် AA ဤထိုးစစ်ဦးဒီယာသည်နဖေးရှိကပ္ပစက်၁၄ဘတ်ကာကင်းစခန်းများအနီးအထိရောက်လာခဲ့ခြင်းဖြစ်ကြောင်းတွေ့ရပါတယ်။ထို့ကြောင့်နိုင်ရကန်လေကြောင်းရန်ကာခွဲရေးစခန်းကိုအပိသက်သိမ်းပိုက်ပြီးပါက AA ထိုးစစ်သည်မကွေး တိုင်းအတွင်းရှိကပ္ပစဆက်ယုံများနှင့်မြို့များဘက်ကိုရောက်လာမိသဘောကိုတွေ့ရပါတယ် လက်ရှိအနေအထားအရအေအေနှင့်ပူပေါင်းတပ်ဖွဲ့များအနီးဆက်ဆုံးအထိ ရောက်ရှိနေသည့်ကပ္ပစမှာကပ္ပစ14ထူသည်ကပ္ပစ14ဤကာကင်းစခန်းထူသည်ဇင်ပွန်းရွာအနီးရှိစခန်းဤတမိုက်ခန့်အကွာအထိအေအေကရောက်ရှိလာနေပြီးဖြစ်ခြင်းကြောင့်ဖြစ်ပါတယ်ဂက်ဆက်ယုံအထိလူသည့်များသော်လည်းဒုံးကျဲများနှင့် electronics printer circuit board များထုတ်လုပ်သည့်ဆက်ယုံဟုလည်းဆိုကြပြီးမြေအောက်လိုင်းကူများရှိကြောင်းလည်းသိရပါတယ် ထိုကပ္ပစာဆလီနိပဒန်မြူဒီရှမိုင်ခန္တာဝေဘီပဒန်ဒရီမဆခဟုခေါ်တိအမတ်နံပါတ်905အမြောက်စစ်စင်ရေးကွက်ခဲမှုဌာနချုပ်ဖြစ်သည့်အမတ905နှစ်လက်အောက်ခံအမြောက်တရင်ညာဖြစ်သည့်အမတ385နှစ်အမတ4လ9တို့ရှိပါသည်လက်ရှိအနေအထားကိုကြည်လင်စစ်တပ်ဘက်ကနတ်ရီကန်လေးချောင်းရန်ကာကွယ်ရေးစခန်းကိုလက်လွတ်ရရဲ့နီးလာပြီးဖြစ်ကြောင်းတွေ့ရပါသည်ထို့ပြင်စစ်တပ်၏ကာကွယ်ရေးပစ္စည်းစက်ရုံများအနက်စစ်တပ်ဘက်ကပထမဆုံး လလွတ်ရမိကပ္ပစာဆက်ယုံဖြစ်လာနိုင်ဒီကိုလည်းတွေ့ရပါတယ်။ထို့နောက်ပဒန်းအခြေဆိုင်အမြောက်စစ်စင်ရေးကုခေမှုဌာနချုပ်ဖြစ်သည့်မဆက်ခ900မားနှင့်အမြောက်တိုက်ရင်များလည်းအေအေနှင့်ပူပေါင်းတပ်ဖွဲ့များ၏ထိုးစစ်ဆင်ခြင်းကိုခံရမိအနေထားသို့မကြမီဟောက်လာနိုင်ဝေရှိပါတယ်။အေအေ၏ထိုးစစ်ကိုမကွေးတိုင်းအထွန်းပထမဆုံးခံရမိမြို့မှလည်းပဒန်းမြို့ဖြစ်လာနိုင်သည်။ ထို့ပြီးမြေပြန်ဖြစ်သည့်မကွေးတိုင်းအတွင်းကကပ္ပဆဇက်ယုံများရှိရာနေရာများကိုလည်း AAE ထိုးစစ်ရောက်ရှိလာနိုင်ပါတယ်။မကွေးတိုင်းအတွင်းအေရဝတီမြစ်အနောက်ဘက်ခြမ်းတွင်ကပ္ပဆ73ကပ္ပဆ ကပ္ပစအစေကပ္ပစနုစေကပ္ပစနှစ်နှစ်ကပ္ပစနုစက်တို့ရှိကြပါတယ်ထိုကပ္ပစဇက်ရုပ်များတွင်60မီလီမီတာမှ120မီလီမီတာအထိရှိသည့်စိမ်ပြောင်းလက်နက်ခဲရန်နှင့်ဘုံတိများထုတ်လုပ်သည့်ဇက်ရုံဟုလည်းဆိုကြပြီးမြေအောက်လွင်ကူများရှိကြောင်းလည်းသိရပါတယ်ထိုကပ္ပစ14နှစ်ပဒန်းမြူတီရှစ်မိုင်ခန့်တာဝေပြီးပဒန်းတွေမဆခဟုခေါ်သည့်အမှတ်နံပါတ်905အမြောက်စစ်စင်ရေးကူးခဲမှုဌာနချုပ်ဖြစ်သည့်အာမတ်900 385နှစ်လက်အောက်ခံအမြောက်တပ်ရင်းများဖြစ်သည့်အာမတ385နှစ်အာမတ409တို့ရှိကြပါ၏ထို့ကြောင့်နယီကန်လီကျောင်းရန်ကာခွေစခန်းကုန်းကိုတိမ့်ပိုင်ရန်လက်တကန်းအလိုတို့ရောက်လာသည့်အေအေနှင့်ပူပေါင်းတပ်ဖွဲ့များ၏ထို့စစ်သည် မကွေးတိုင်းအတွင်းရှိမြို့နယ်များနှင့်ကပ္ပဆများကိုတိမ့်ပန့်ရန်အထီးဖြစ်လာနိုင်သည့်ထိုးစစ်ဟုဆိုရမည်ဖြစ်ပါရယ်။အာနာသိန်းစစ်တပ်သည်ရှမ်းမြောက်တွင်တိုင်းရင်းသားလက်နက်ကိုက်တပ်များကိုတရုတ်နိုင်ငံ၏နောက်ကွယ်ကဖိအားပေးမှုကြောင့် တမျိုးပြီးတမျိုးပြန်သိမ်းနိုင်ခဲ့ပါရယ်ထို့သောသိမ်းပိုင်နိုင်မှုကြောင့်စစ်ရဲပိုင်းတွင်အားတာလာသည့်သဘောဝါရဖြန့်လာသည့်စစ်တပ်သည်အေရင်နှင့်ပူပေါင်းတပ်ဖွဲ့များ၏မကွေးစစ်မျက်နှာကထိုးစစ်ကြောင်းအရေးနိုင်မှုများကိုမူနရေကန်စခန်းကိုလလွတ်ရကာနေအချင်းအထိတစုံတရာထုတ်ပြန်ခြင်းမရှိသေးကြောင်းတွေ့ရပါရယ်